ါဆိုရင် income statement ကို column နှစ်ခုနဲ့အမောက်အတွက်မှာဖြစ်တယ်။ income statement ရဲ့အစက revenue နဲ့စတယ်ပေါ့နော်။ revenue ဆိုတာ working number 3မှာတွက်ထားတဲ့ total စေတံပိုးကိုထည့်ပေးရမှာဖြစ်တယ်။ဥပစာမှာ sales return မရှိလို့ total စေတံပိုးကိုတခါတည်းအနောက်ဆုံး column မှာရေးလို့ရတယ်။နောက်ပြီးရင်တော့ last cost of goods ကိုရေးပါတယ်။ opening inventory ရေးတယ်။သူ့အောက်မှာ purchase ချင်းစားအောင်မှာပေါင်းဖို့နှုတ်ဖို့ Perish in Water Return of Water မရှိလို့မရေးတော့ပါဘူး။ဒါဆိုရင်တော့ Closing Inventory နှုတ်ဖို့ပဲရှိပါတော့တယ်။ဒါဆိုရင်အဲ့ဒီမှာ opening inventory တို့ closing inventory တို့ဆိုတာပုံစံရဲ့ opening closing column မှာရှိတဲ့ inventory တန်ဖိုး3100ဆိုတာ opening inventory ဖြစ်တယ်3600ဆိုတာ closing inventory ဖြစ်တယ်အဲ့ဒါတွေကို opening inventory closing inventory တို့နေရာမှာထည့်လိုက်မယ်အမတို့ဒါဆိုတော့ opening inventory 3100 closing inventory 3600 closing ကနှုတ်တာဖြစ်လို့ဝင်ခတ်တယ်ပေါ့နော် purchase purchase ကိုရေးတဲ့အခါသတိထားပေးရမှာကပုံစံမှာ goods drawing ရှိသလားလို့သတိထားရမယ် goods drawing နေရှိရင် purchase တန်ဖိုးမှာအများအတန်းပြန်ပြီးတော့နှုတ်ပေးရမှာဖြစ်တယ်အဲ့ဒါမေးတက်တယ်သတိထားပေးရမယ်ဒီပုံစံမှာ goods drawing ရှိပါတယ်ဥစားရဲ့အောက်ဆုံးမှာเนาะ1200 goods drawing လုပ်ထားပါတယ် ဒါကြောင့်မို့လို့အာချိဇက်တံပိုးမှာအဲဒီ1200ကပြန်ပြီးတော့နှုတ်ပေးရမှာဖြစ်တယ်။ဒါဆိုရင်ဟုတ်ပြီ။အာချိဇက်ဆိုတာက walking number ဘူးမှာတွက်ထားတဲ့ credit purchase ကအာချိဇက်ပဲဖြစ်သွားပါတယ်။ဒါကြောင့်မို့လို့အဲဒီ credit purchase တံပိုးရဲ့အနောက်မှာ good drawing 1200ကိုနှုတ်တယ်ရတာကိုမှ column ထဲကိုထည့်ရေးမယ်။ထပ်ပြီးွားရင်တော့ gross profit အဖြစ်ထိလို့ရမယ်ပေါ့နော်။ gross profit ရပြီဆိုရင် income ပေါင်းမှာဖြစ်ပါတယ်။ income ပေါင်းဖို့ပုံမှန်ဆို income ၄မျိုးရှိတယ်ဆိုပြီးတော့ကိုရီးယားသိထားပြီးသားဖြစ်တယ်။ဒီပုံစံမှာတော့ income ၄မျိုးမှာ discount rate တစ်ခုပဲရှိပါတယ်။ discount rate ဆိုတာပုံစံရဲ့အောက်ဆုံး survive ကလေးတွေမှာရှိပါတယ်။ tempo ကတော့480ဖြစ်တယ်။ဒါကြောင့်မို့လို့မတို့တွေက tempo တစ်ခုတည်းရှိတာဖြစ်လို့နောက်ကိုလမ်းမှာတစ်ခါလေးရေးလိုက်တယ်။ဒီပြီးွားရင်ပေါင်းလို့ရတဲ့အဖြေကို ီတစ်ခါတည်းထုတ်ပေါ့နော်ဒါဆိုရင်တော့ expand ကလေးရောက်ပါပြီ expand တွေကိုပုံစံမှာရှာတဲ့အခါကျရင်ပုံစံရဲ့အစဆုံးဘန်ကောင်းကနေစရှာမှာဖြစ်ပါတယ်ဘန်ကောင်းရဲ့ credit ချမ်းကနေ expand ကိုစရှာမယ်ဘန်ကောင်ရဲ့ credit မှာကြီးလိုက်တော့ general expense ဆိုပြီးတော့တွေ့မယ်။ဒါလည်း expense ဖြစ်တယ်။ rent ဆိုပြီးတော့တွေ့မယ်။ခရမ်းရောင်လေးတွေနဲ့ရေထားပေးတာတွေက expense တွေဖြစ်တယ်။ travel expand deliver expand and we just တရား expand နေဖြစ်တယ်ဒီနေရာမှာအမတို့တွေ general expand ကတော့ walking တွက်ထားတာရှိနေတယ်ဒီ9400ကိုထည့်လို့မဖြစ်ဘူး walking မှာတွက်လို့ရတဲ့အဖြေကိုပဲထည့်တွက်မှာဖြစ်တယ်အခုတွက်မဲ့ income statement မှာ rent လည်းဒီတိုင်းပဲ walking တွက်ထားတာရှိနေရင် walking ကတန်ဖိုးကိုပဲ income statement ထဲမှာထည့်တွက်မယ် telephone expand ကတော့ walking တွက်ထားတာမရှိလို့ ဘူတန်ဘို2600ကို bank statement နဲ့ထည့်သွက်ပေးရမယ်။တယ်လီဖုန်းကလည်း walking တွက်ထားတာရှိလို့ walking မှာရှိတဲ့တွန်ဘိုးကိုထည့်ပေးရမှာဖြစ်တယ်။ wages wages ကလည်း walking တွက်ထားတာမရှိဘူး။ဒါကြောင့်ဒီတန်ဘိုးကိုတခါတည်း bank statement နဲ့မှာထည့်သွက်နိုင်တယ်။ဒါဆိုရင်ဟုတ်ပြီ။နောက်ထပ် expense မှာရှိသေးတယ်လေပုံစံကိုဆက်ကြည့်လိုက်တော့ opening closing column ကို ကြီးစရာမလိုပါဘူး။ခုကြော်ပြီးတော့အော်ဖကာစာပိုက်ထဲမှာ expand ရမယ်။ discount along ဆိုတာ expand ဖြစ်ပါတယ်။တရ expand ပြရမယ်။ဒါဆိုအောက်ဘက်မှာဆက်ကြည့်လိုက်တော့1200ကူ drawing ဖြစ်တဲ့ expand မဟုတ်ဘူး။1400ကလည်း expand မဟုတ်ဘူး။ဆိုရင်တော့ပုံစံထဲမှာ discount along အထိက expand ဖြစ်တယ်ပေါ့နော်။ဒါဆိုအဲ့ဒါတွေအရင်အမတို့ခရီးလိုက်မယ်။ အမယ်တွေရေးပြီးွားရင်တော့တန်ဖိုးတွေကိုခုနနဲ့ကိုကူရေးရမယ်။ General expand က working number 4မှာတွက်ထားလို့ working 4လို့ညွှန်ပေးရမယ်။ပြင်တော့ working 4မှာတွက်ထားတဲ့ General expand ရဲ့ winner နဲ့တန်ဖိုးကူရေးတဲ့။ဒါဆိုရင် winner က6300 winner ဖြစ်လို့ income statement ထဲမှာ6300ကိုကူရေးရမှာဖြစ်တယ်။ rent ကတော့9800ကိုကူရေးမယ်။ telephone ကတော့ ၄250ကိုကူရရမယ်အဲ့လိုဖြစ်သွားမယ်။ channel travel expand တို့ wage တို့ telephone တို့ oh sorry discount along တို့ကတော့ working တွက်ထားတာမရှိလို့ပုံစံထဲမှာရှိတဲ့တန်ဖိုးတိုင်းပဲထည့်ရုံပဲဖြစ်တယ်။ဒါဆိုရင်အမားတို့အခုပုံစံမှာကတော့ expand နေကုန်သွားပြီပေါ့နော်။ပုံစံမှာ expand ကုန်နေဆိုပြီးတော့ရလိုက်လို့မဖြစ်ပါဘူးတဲ့သူကတော့ booking ထဲမှာလည်း expand နေဆက်ရှာပြရအောင်မှာဖြစ်ပါတယ်။ ဆိုရင်မတို့ walking နဲ့တော့ကြည့်ရအောင် walking နဲ့တွတ်ထားတဲ့စီမှာပထမတစ်ခုကတော့ trade receive account ကိုတွတ်ထားတယ်ဒါ spam မဟုတ်ပါဘူး account number ကြည့်သွားအောင်မယ်နော် trade payment spam မဟုတ်ဘူးပြီးတော့ general spam ထည့်ပြီးပြီး range ထည့်ပြီးပြီး telephone ထည့်ပြီးပြီး feature feature ကမှ why not ရဲ့900က depreciation ဖြစ်တယ် depreciation ဆိုတာ expand ပဲလေမဟုတ်လားဒါကြောင့်မို့လို့ realization of feature ဆိုပြီးတော့ဒီ900ကို expand ထဲမှာသွားထည့်ရမှာဖြစ်တယ်။အခု set လိုက်တော့ feature ရဲ့ disposal လောက်ထားတယ်။ loss ဖြစ်နေတဲ့ expand 900လောက်ပြထားတယ်။ဒါကြောင့်မလို့ disposal loss ဆိုပြီးတော့ expand ထဲမှာ900ပြင်းပြပေးရအောင်မှာဖြစ်တယ်။ဒါပြီးွားရင်တော့ working ကုန်ပါပြီเนาะ။ဒါဆိုရင်မအောင်သွားထည့်လိုက်မယ်။ဒါဆိုရင် expand နေကုန်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ profit for the year ကိုတားလို့ရပါပြီ။ ဆိုရင်တော့ profit for the year အဖြစ်ရသွားပါပြီ။ထိုင်ရရင်တော့ SOP ကို အမတို့တွက်ပါမယ်။ SOP ကိုလည်း column နှစ်ခုပဲဆွဲလို့ရပါတယ်။ SOP တွက်တဲ့အခါပုံစံမှာနော်။ဘာတွေကို SOP ထဲမှာထည့်ရမလဲဆိုတော့ bank account ရဲ့ CD tempo winner တဲ့အာ990က SOP ဖြစ်တဲ့အခါ current asset ဖြစ်ထည့်ရမယ်လို့ပြောထားတယ်နော်။ ါပြန်ထည့်ပေးရမယ်ဒီ opening closing column မှာ closing column မှာရှိတဲ့တန်ဖိုးတွေတစ်ခုမှတ် SOP တွက်တဲ့အခါထည့်ပေးရမှာဖြစ်တယ်။ဒါဆိုဒီ1100ကနေစပြီးနောက်ဆုံး3600အထိက SOP ထဲမှာအလုံးပါပေးရမှာဖြစ်တယ်။1100ကလုပ်ငန်းရဲ့ picture ဖြစ်လို့ non current asset ဖြစ်တဲ့ SOP ရဲ့ non current asset မှာထည့်ရမယ်။1500က trade payable မှာထည့်မယ်။9850က trade receivable မှာထည့်မယ်။ ထောက်ရကြတော့ general expense prepaid စရင်ဖြစ်တယ် prepaid ဖြစ်လို့ current asset ထဲမှာထည့်မယ်။နောက်1395ကလည်း rent prepaid ဖြစ်လို့ current asset မှာပဲထည့်ရမယ်။နောက်950ကတော့ general expense owe ဖြစ်တဲ့အတွက်ကြောင့် accrue နော် accrue ဆိုတော့ current liability မှာထည့်မယ်။3000နဲ့600ကတော့ inventory တန်ဖိုးဖြစ်လို့ current asset ကောင်းစင်အောင်မှာထည့်ပေးရမှာဖြစ်တယ်။အဲ့လိုတွေဖြစ်သွားမယ်။နော်ဒါဆိုရင်တော့ မတို့ကိုအဆူအပီမှာနန်ကာရန်ဆက်ကနေစပြီးတော့မထည့်ရအောင်နန်ကာရန်ဆက်က feature တစ်ခုရရှိအဖြစ်လို့ feature လို့ရေးမယ် feature ရဲ့တန်ဖိုးကတော့ opening closing column မှာရှိတဲ့ closing column 58100ကို feature မှာထည့်ပေးရမှာဖြစ်တယ်တန်ဖိုးတစ်ခုရရှိတာဖြစ်လို့မတို့တွေကအနောက် column မှာခါးရေးတယ် ပြီးွားရင်တော့ current asset ကိုသွားမယ် current asset ကပုံမှန်တိုင်းပဲ inventory trade receivable bank ဒီဘုရားမှာ cash မရှိလို့ cash မထည့်တော့ဘူးဘာလို့ရင်နောက်မှရှိလဲဆိုတော့ prepaid စာရင်းတွေရှိရင်ထည့်ပေးရမယ်ဟုတ်လားအဲ့ဒါရင်အမတို့ပို့စာကိုတော့ပြန်ကြည့်လိုက်ရအောင် inventory ဆိုတာ closing inventory ကိုထည့်ပေးရမှာဖြစ်တယ် closing inventory 3600ထည့်ရမယ် trade receivable 9850ထည့်မယ် bank ကတော့ bank account ရဲ့ cd 9990ကိုထည့်မယ်ပြီးွားရင်တော့ prepaid ကနှစ်ခုတောင်ရှိတယ် general expense prepaid ရော rent prepaid ရောအဲ့ဒီတန်ဖိုးတွေကိုထည့်ပေးရမှာဖြစ်တယ်ဒီပေး general expense ပြီးရင်သူတို့ရဲ့တန်ဖိုးတွေကိုအရှိကော်လမ်မှာရေးအောင်းလို့ရတာအနောက်ပို့ပြီးတော့အဖြေကိုတိုတယ်အဆက်လို့ထုတ်လို့ရပြီပေါ့နော်။အဲဆိုရင်တော့တိုတယ်အဆက်ရမယ်ပေါ့နော်။တိုတယ်အဆက်ရရင်ကပီတန်လားဘလက်တီဆိုပြီးတော့ပပန်ကပီတဲလို့နော်။ Trophy for the year လို့ဒရောဝင်းလို့နော်ပေါ့နော်။ အဲဟုတ်ပြီ opening capital เนาะ opening capital ဆိုတော့ require ရဲ့နံပါတ် A မှာတွက်လို့ရတဲ့အဖြေက opening capital ဖြစ်တဲ့ item ကိုအမတို့နောက် column မှာခါတယ်ထည့်လို့ရတယ်เนาะဆိုရင်နံပါတ် A မှာ1400နဲ့တရားရတာလေ opening capital အဲ့ဒါကိုတစ်ထည့်ပေးမယ်เนาะအပြင်ရတော့ profit ကတော့အပေါ်ရတာလေ profit for the year ကြီးပေါ့နော်ဒါဆို drawing ။ဘုံရင်ပု္ပ္ပာမှာတော့ကြည့်မယ်။ဘုံရင်ကပု္ပ္ပာရဲ့ဘန်းကောင်ထဲမှာလဲ drawing တစ်ခုရှိတယ်။16000ဆိုပြီးတော့နော်။ drawing နံပါတ်1လို့မာလို့မှတ်လိုက်မယ်။နံပါတ်1နော်။အခုကအောက်ဘက်ကိုဆက်ကြည့်မယ် opening closing မှာကြည့်စရာမလိုဘူးအောက်ဘက်မှာ goose drawing ဆိုတော့တွေ့လိုက်မယ်အဲ့ဒါလည်း drawing ပဲပေါ့မဟုတ်လား ကြောင့်မလို့ဒရောမီနံပါတ်2ဖြစ်သွားပြီဒရောမီနှစ်ခုမြောက်ဖြစ်ပြီဆိုတဲ့သဘောပေါ့နော်နောက်ထပ်ဒရောမီမှာရှိသေးလဲကြည့်လိုက်တော့အမှဒရောမီ1400တွေ့ပြန်ပြီအနံပါတ်3လို့ရေးလိုက်မယ်ဒရောမီ3ခုမြောက်ပေါ့နော်ဆိုရင်ဒီပုံစံမှာဒရောမီပဲ3ခုရှိရဆိုတဲ့သဘောဖြစ်တယ်နော်ဒါဆိုရင်အဲ3ခုကိုပေါင်းပေးရမှာဖြစ်တယ်ဆိုရင်တော့အမလို့တွေကဒရောမီရဲ့ဘေးနားမှာ line walk delay နဲ့တောင်းထောက်ထောင်မှာအဲ 1200တို့1400တို့ပေါင်းပေးရမယ်ဆိုတဲ့သဘောပေါ့နော်။ရပြီနော်။ဒါရရင်တော့ closing capital ရမှာပေါ့နော်။ closing capital လည်းရပြီဆိုရင်တော့ non current liability ပေါ့နော်။ဥစ္စာမှာ non current liability အမရှိလို့နေလို့ရလိုက်တယ်။ current liability current liability trade payable တို့ accrue လို့ထည့်ရမယ်နော်။ trade payable ဆိုရင်လည်းပုစာရဲ့ closing မှာရှိတဲ့ trade payable တန်ဖိုးကိုထည့်ပေးရမှာဖြစ်တယ်နော်။6550ကိုထည့်မယ်။ ပြောရရင်တော့ accrue ပေါ့နော် accrue liability နောက်ထပ်မှရှိသေးလဲကြည့်လိုက်တော့ဟာ general expense owing liability 550ရှိတယ်အဲ့ဒါကိုထည့်ပေးရမယ်အဲဒါကြောင့်မို့လို့ trade payment နဲ့ accrue telephone နဲ့နောက်ခုက current liability ဖြစ်တယ်ဆိုတော့မှထည့်မယ်နော်ဆိုတော့ရင်တော့ total capital liability အဖြစ်ထုတ်လို့ရပြီပေါ့နော်ဒါရင်တော့ပုံစံပြီးသွားပါပြီ။